ဂေါညာကိုအပြီးသက်ခေါ်ယူလိုက်ပြီးဖြစ်တဲ့ Man United ရာဇီသင်းရဲ့တက်စစ်ဇာမာဂေါညာကရတဲ့အသင်းကိုပေါင်62.5ငါးသနဲ့ပြောင်းရွှေ့ရေးအပြီးသက်လမ်းနိုင်ပြီးတဲ့နောက်အိမ်မက်တွေအမှန်တကယ်ဖြစ်လာပြီးဖြစ်ကြောင်းဖွင့်အားပြောဆိုလိုက်ပါတယ်ရတဲ့အသင်းကဂူလာဆောပိုင်းတို့ကမာလီရဲ့ကိုညာကိုစာချုပ်ဖြတ်သိမ်းပြီးပေါင်62.5ဒသမ5သနဲ့ခေါ်ယူနိုင်ကြတာလည်းဖြစ်ပါလိမ့်။မာလီရဲ့ကိုညာကယူရတဲ့အသင်းနဲ့ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်အတွင်းမှာဆရလာတတန်တိုးနိုင်မယ့်အချက်လေးထဲသွင်းချုပ်ဆိုထားတာလည်းဖြစ်ပါလိမ့်။ကိုညာကတော့ ရတဲ့ဇာမတယောက်ဖြစ်လာရတဲ့ခံစားချက်ကစကလုံးနေနဲ့ဖွင့်မပြောပြတတ်အောင်ပါပြီ။ငယ်စဉ်ကတည်းကဘရာဇီးမှာဖွာက TV ကနေကြည့်တော့ပရီးမီးယားလိပွဲတွေကျွန်တော်ကြည့်ခဲ့ရပါလိမ့်။မန်ချက်စတာနဲ့တဲ့အသင်းကကျွန်တော်အထောက်ဆုံးသောအင်္ဂလိပ်အသင်းပါပဲ။ဒီနေအောင်ရှိုင်းညီကိုဝစ်စင်ကွင်းယာယီကတကယ်ကိုအိမ်မက်တစ်ခုပါပဲ။မိသားစုနဲ့ဒူဒီအိမ်မက်တွေဖြစ်လာအောင်ကူညီပေးခဲ့သူအားလုံးကိုကျွန်တော်ကျေးဇူးအထူးတင်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ကွန်ညာ2023နှစ်မှာအဒရတီကိုမထွေအသင်းကနေပြောင်းရွှေ့လာပြီးတဲ့နောက်ဦးအသင်းအတွက်ပြန်ပွဲအရရ86ပွဲကစားခဲ့ရမှာ32ဂိုးသွင်းယူပေးခဲ့သူလည်းပဲဖြစ်ပါလေ။ကွန်ညာတက်စမှုတရားမဟုတ်ပေမဲ့လည်းပြီးတဲ့နှစ်အားဒီမှာပရီးမီးယားလိပွဲ65ပွဲမှာ28ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။မန်စီးတီးယားနေထွက်သွားပြီးတော့နာပလီအသင်းကိုပြောင်းရွှေ့လာတဲ့ကေဗင်ဒီဘိုင်းနာကေဗင်ဒီဘိုင်းနာပရီးမီးယားလိရာသီအသင်းမှာမန်စီးအသင်းကနေထွက်သွားပြီးတဲ့နောက်နာပလီအသင်းကိုပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါလေ။ မန်စီအသင်းကောင်းဆောင်ဟောင်းကောင်စီးရီးချန်ပီယံမှာချက်စီအသင်းရဲ့စပါတီရဲ့နေပြဟောင်းအန်တိုနီယိုကွန်ဒီရဲ့လောင်းမှာကစားလာတော့မှာလည်းပဲဖြစ်ပါလိမ့်။ကေဗင်နီဘန်းကမန်စီအသင်းမှာဇားတဲ့ဆယ်နှစ်တော်ကာလအတွင်းမှာစူပလာ16လုံးအထိရရှိခဲ့သူလည်းပဲဖြစ်ပါလိမ့်။တော်မန်စီအသင်းရဲ့ဒူပရီမြလီဘလာ6ကြိမ်၊လီဘလာ5ကြိမ်၊ FA ဘလာ2ကြိမ်၊ချမ်ပီယံဘလာ2ကြိမ်၊ကလပ်ကပ်ဘလာ2ကြိမ်တို့ကိုစကူရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ နောက်တစ်ပတ်မှလည်းမန်စီသင်းကကေဗင်ဒီဘန်နာရဲ့နေရာမှာအစားထိုးဖို့အတွက် AC မီလန်သင်းမှနီရန်တာနဲ့လိုင်ယွန်သင်းမှချာဂီရိုကိုခေါ်ယူအင်အားဖြည့်တင်ထားတာလည်းပဲဖြစ်ပါလိမ့်။တို့ရောနာဝလင်သင်းမှာပရီးမီယာလိဂ်ဇာမဟောင်းတွေဖြစ်ကြတဲ့စကော့မန်ဒိုမီနီပေလီဂီမိုနိုင်ငံသင်းမှာဖြစ်တဲ့လူကာဂရိုနဲ့အတူတွဲစားရတော့မှလည်းပဲဖြစ်ပါလိမ့်။ရေမရီဇာမအဖြစ်မိတ်ဆက်ပွဲမှာစပိန်ဘာသာစကားနဲ့ပြောဆိုသွားတဲ့ထရက်လန်ဇာရာအာနို လာဇာနိုတရားယမနီကရီယယ်မက်ဒရစ်ဇာမအဖြစ်မဲဆက်ပွဲမှာစပိန်ဘာသာစကားနဲ့ပရိသတ်တွေကိုနှုတ်ဆက်စကားဖွင့်ရပြောဆိုလိုက်ပါလေ။လော်ဒင်ရဲ့နောက်ကလူအောင်ကရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခွင့်ရမှုကြောင့်အိမ်မက်တွေအမှန်ကယ်ဖြစ်လာပြီးဖြစ်ကြောင်းနဲ့ဂျမနီ15ချိန်ရောက်ရီယယ်မက်ဒရစ်အသင်းတွင်ဇာရမှုမှာအလွန်ကို တောင်းကြည့်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဂလကဘလာပြိုင်ပွဲကစားနိုင်မှုအတွေ့အစောစောစီးစီးပဲလော်ဒင်ကနေထွက်ခွာလာခဲ့သူလည်းပဲဖြစ်ပါလေ။ ရေဘန်ထွေတင်ကထွက်လန်စနအောင်တို့ကိုစောစောစီစီခေါ်ယူနိုင်ဖို့လဘောတင်ကိုနင်းနာချေအချို့တော့ပေးဆောင်ခဲ့ရပါတယ်။အလန်စနအောင်တို့ကဒီအခွင့်အရေးတွေဥက္ကဋ္ဌဖလော်ရီနိုပီရက်စ်နဲ့ရီယယ်မက်ထရစ်ကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ရီယယ်မက်ထရစ်လိုကလန်နဲ့စောင်ကျုပ်ချုပ်ဆိုခွင့်ရတဲ့နေ့တိုင်းဖြစ်လာနိုင်တဲ့အခွင့်အရေးမျိုးတော့မဟုတ်ပါဘူး။အိမ်မက်တွေအမှန်တကယ်ဖြစ်လာပါပြီ။ဒီကိုရောက်လာခွင့်ရလို့အရန်ကိုပြောလို့ကျွန်တော်ကုန်လဲဂုံယူမိပါတယ်။ကျွန်တော်ဘာလို့လုံနိုင်လဲဆိုတော့ကိုကလန်နဲ့ပရိသတ်တွေကိုပြသခြင်းနေပါပြီလို့ခွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဆရာဗီယောလဆနာနုံကသင်တဲ့မက်ထရစ်ပရိသတ်တွေအတွက်အစွမ်းကိုပေးဆက်သွားမှာဖြစ်ကြောင်းလည်းဂရီးပြုပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ကျွန်တော်မော်ရီလုံးနိုင်လဲဆိုတော့သူတို့ကိုကျွန်တော်ပြချင်ပါလိမ့်။စူလောက်တွေများကြီးရရင်ပါလိမ့်။ချန်ပီယံတွေဖြစ်ချင်ပါလိမ့်။ပြီးတော့ကမ္ဘာအကောင်ဆုံးအသင်းမှာကစားရင်ပိုကောင်းပြီးတော့ပိုပြီးတော့ပြောချင်ပါလိမ့်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ထရန်လက်စနာအနုအားလဘောဝသင်းအကယ်ဒမီကနေစီနီယာအသင်းအထိကျောင်းနံပါတ်66ကိုဝစ်စင်ခဲ့ပေမယ့်ရီယယ်မထွေအသင်းမှာတော့ကျောင်းနံပါတ်7ကိုသာဝစ်စင်ကစားသွားမှာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မထွေအသင်းကတော့မာယာမီမှာဇွန်လ16ရက်နေ့မှာဆော်ဒီကလပ်အင်္ဂလန်အသင်းနဲ့ကလပ်ကွာဘလားအဖွင့်ပွဲကစားရဖို့ရှိပါလိမ့်။တဝါလဘဝသိန်းတွင်တော့16ခုနှစ်မှာပရမအောင်ဆုံးပွဲကစားခွင့်ရခဲ့ပြီးရဲ့နောက်354ပွဲကစားခဲ့ရမှာ23ဂိုးသွင်းပြီး86ကြိမ်ဖန်တီးမှုပြုလုပ်ပေးနိုင်ကြတာလည်းပဲဖြစ်ပါလိမ့် တော်ရီယယ်မထွေရင်တင်းမှာတော့အတင်းပေါ်ဂျိုဘလင်ဟန်နဲ့တွဲဖက်ကစားရတော့မှာလည်းပဲဖြစ်ပါလေ။ကမ္ဘာတံမိုးအကြီးဆုံးဇာမဆင်းမှာဘယ်လင်ဟန်ဟာလန်ကလန်ပါဘီတို့ကိုကြော်ဖြတ်ပြီးတော့နံပါတ်1နေရာကို ရောက်ရှိလာတဲ့လာမင်းရမယ်။ကမ္ဘာတံမိုးအကြီးဆုံးစူပါစတားဇာမဆင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါလေ။ကမ္ဘာတံမိုးအကြီးဆုံးဇာမဆယ်ယောက်ဆင်းမှာပရီးမီးယားလိဂအာအသင့်စရာကောင်းတဲ့အကူ၂ယောက်ထဲသာပါဝင်နေတာလည်းပဲဖြစ်ပါလိမ့် မကြမီကလကဘလာပြန်ဝဲတင်းမဖို့ရှိနေမှုနဲ့တူအခုနေရာဒီမှာပြောင်းရွှေ့ဈေးကွက်နှစ်ခုဖွင့်လှစ်ထားလာလေးပဲဖြစ်ပါလေဒီလဇွန်လ10နေ့မှာတော့နေရာဒီအပြောင်းရွှေ့ပရမအဆင့်အဆုံးသက်လာမှာဖြစ်ပြီးလာမယ့်ဇွန်လ16နေ့မှာစတေမလာဒေးရက်နေ့အထိပြန်လည်ဖွင့်လှစ်လာအောင်ပါလေးပဲဖြစ်ပါလေကလရီကထိုင်တဲ့ဈာမတွေကိုငွေကြေးများစွာနဲ့ခေါ်ယူရေးအသင့်ဖြစ်နေကြပြီလေးပဲဖြစ်ပါလေအခုအခါမှာတော့ transfer market ကနေကမ္ဘာတန်ဖိုးအရှိဆုံးဈာမ10ယောက်စင်းကိုဖော်ပြလာခဲ့တာလည်းပဲဖြစ်ပါလေ ။တန်ဖိုးရှိဆုံးဇာမား၁၀ယောက်စင်းမှာအသက်ကြီးဆုံးဇာမားကတော့ဘယ်ပါလီပဲဖြစ်ပါလိမ့်။အော်ဒနာ၁၆နှစ်ရွယ်ဥရုဂွေးနဲ့ရီယမထွင်းတင်ရဲ့ကွင်းလယ်ဇာမားကထိတ်တန်းအဆင့်မှာကလောက်ရှိကြဇာလာသူတယောက်ဖြစ်ပြီးတန်ဖိုးပေါင်တန်း၁၁၀ရဲ့အဆင့်တစ်စင်းနေရာမှာရပ်တည်နေတော့လည်းပဲဖြစ်ပါလိမ့်။တန်ဖိုးရှိဆုံးဇာမောင်းစင်းကိုဥဆောင်လာတာကတော့ဘာစီလိုနာစင်းနဲ့စပိန်သင်းရဲ့ဆူပါစတားလီလာမီယာမဲဖြစ်ပြီးတန်ဖိုးတွေနဲ့ပေါင်169တန်းနဲ့ဥဆောင်လာလာလေးပဲဖြစ်ပါလိမ့် ရီယန်ဂျဲဝင်းဖြစ်တဲ့ဂျူဘလင်ငန်ကပေါင်း152တန်းနဲ့ရီဒီယန်ရောက်ကိုတလန်းလာခဲ့တာလည်းပဲဖြစ်ပါလေ။အော်ရီယန်လန်နဲ့ဂလင်မှာပေရိုကလည်းတန်ဖို့152တန်းနဲ့တတိယနဲ့စတော့တာနေရာမှာအသေးသေးရပ်တည်ခဲ့ကြတာလည်းပဲဖြစ်ပါလေ။အစိမ်ကနေရာမှာတော့ရီယန်မထွက်သေးတဲ့ဆူပါစတားဗီနီရှက်ဂျူနီယာကပေါင်း143တန်းနဲ့ရပ်တည်နေတာလည်းပဲဖြစ်ပါလေ။အစင်းချောင်းနေရာမှာတော့အာဆင်နယ်အသင်းနဲ့အင်္ဂလန်တော်မန်တက်စ်ဇာမာလီဘိုဂါအိုဆာကာကတန်ဖိုးပေါင်း126တန်းနဲ့ယက်တီနေပြီးတော့ ဘီဒီကပေါင်၁၁၈ချက်တန်းနဲ့အဆင့်ကုန်နေရာမှာ UFD နေတာလည်းပဲဖြစ်ပါလိမ့်။အဆင့်ချင်းနေရာမှာတော့လဘောဘောအတင်းတို့ခေါ်ယူနိုင်ခဲ့ပြီးဖြစ်တဲ့ Florian Wolf ကတန်ဖိုးပေါင်၁၁၈ချက်တန်းနဲ့ UFD ပြီးတော့အဆင့်ကုန်နေရာမှာတော့ German Superstar လေး Musiala ကလည်းပေါင်၁၁၈ချက်တန်းနဲ့ UFD နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကျဲဒီနဲ့အာဆင်နယ်တို့ရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးမှဘာကြောင့်ပဲချပြီးတော့ရီယယ်မထွေတင်ကိုပြောင်းချွေခဲ့ရလဲဖွင့်အားပြောဆိုလာတယ်ဒိန်းဟိုဆန် အခုနေရာဒီမှာရီယယ်မထွေအသင်းကသူ့ကိုစိတ်ဝင်စားကြောင်းသိလျရတဲ့အချိန်ကစလို့သူ့အနေနဲ့အခြားဘဲအသင်းကိုမှစိတ်ဝင်စားတော့ဘူးလို့ဒင်းဟိုဆန်ကဖွင့်ရပြောဆိုပါလိမ့်ရီယယ်မရီအသင်းကပြည်ရဲ့လာကဘောဘောင်အသင်းမှာဟိုဆန်ကိုစာချုပ်ရောကြီးပေါင်းသန်း90ပေးချေပြီးတော့အသက်20အရွယ်နောက်ကန်လူကိုဇွန်လ10ရက်နေ့ဒီကနေ့မှာတောက်ပါတဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားမီဒီယာတွေကိုတရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါဟူဆန်အနေနဲ့ပရီးမီယာလိမှာကယ်ရီယာလိနဲ့ပထမဆုံးရာသီထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသနိုင်ပြီးရဲ့နောက်ဖြစ်ပေါ်လာတာလည်းပဲဖြစ်ပါလိမ့်။သူဟာပြိုင်ပွဲအလုံးမှာ36ပွဲပါဝင်ကစားနိုင်ခဲ့ပြီးဥရောပကောင်းဆုံးလူငယ်ဘိုခံစင်မှုတွေကတရားဖြစ်သူ့ရဲ့ဂုဏ်သတင်းကိုပုံမခိုင်မာစေခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မရီအသင်းကိုသူမရောက်ခင်ချဲလ်စီအာဆင်နယ်မန်ချက်စတာနဲ့အသင်းနဲ့နယူကာဆယ်အသင်းတို့လိုအသင်းကြီးတွေကဟူဆန်ကိုအပြင်းထန်စိတ်ဝင်စားခဲ့ကြတာဖြစ်ပါလိမ့် အခုတော့ဟူဆိုင်ရာဘာနေပြူမှာငားနေစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီးမကြသေးငယ်အားရာကူလာဝစ်ဆင်ခဲ့တဲ့ကျောနံပါတ်24ဂျာစီကိုဝစ်ဆင်လာမှလည်းပဲဖြစ်ပါတယ်။ဂလန်သင်းရဲ့အုံရောက်ကိုပရမအစုံအနေနဲ့ကျေစုအထူးတင်ပါတယ်။ပရမနေကလေးကဒီကိုရောက်ချင်နေတာပါ။ရီယယ်မရီသင်းကခေါ်လိုက်တာနဲ့အချဘဲအသင်းကိုမှကျွန်တော်စိတ်ဝင်စားတော့ပါဘူး။ကျွန်တော်တို့အရာရာပေးဆက်ခဲ့ကြတဲ့မိသားစုကိုလည်းကျေးဇူးတင်ပါတယ်။အခုကျွန်တော်ကမ္ဘာကောင်းဆုံးကလပ်ကိုရောက်ရှိလာခဲ့ပါပြီ။ကျွန်တော်စွမ်းကုန်ပေးဆက်ဖို့ဒီကိုရောက်ရှိလာခဲ့တာပါ။ ကျွန်တော်တန်တန်သမားဆွမ်းကိုစူးစမ်းသွားမှာပါနှိမ်ချစွာနေတိုင်းပြီးတော့စူလာပေါင်းများများစွာလင်းအတူတူစုကိုနိုင်မှုမျောလင်ပါလေရီမက်ထရစ်ကကျွန်တော်ဘဝရဲ့ကလပ်ပါပဲပြီးတော့ဒီမှာနောင်တပေါင်းများစွာဆက်ကြည့်နိုင်ဖို့မျောလင်ပါလေဟာလာမက်ထရစ်လို့သူကဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဟိုဆန်အားဇာဘီလွန်ဆွဲလောက်မှာစရည်နိုင်ဖို့ဆရာထပ်တန်းနေပြီးတော့စပိန်မြို့တော်မှာလှပါတဲ့နှစ်တွေကိုအတူတူပျော်ရွှင်စွာဖြတ်သန်းနိုင်လိမ့်မယ်လို့မျောလင်နေတာလည်းပဲဖြစ်ပါလေ ။ဇာဝင်လွန်ဆိုတဲ့ကျွန်တော်စကားပြောခဲ့ပါတယ်။သူကျွန်တော်အစီကဘာလို့မျောလင်းလဲဆိုတာကိုလည်းပြောပြခဲ့ပါတယ်။သူလိုချင်တဲ့ဘောလုံးပုံစံနဲ့ကျွန်တော်အရန်ကိုလိုက်ဖက်တယ်လို့လည်းထင်ပါတယ်။ပြီးတော့ဒီနေ့တွေဟာလှပါတဲ့နှစ်တွေဖြစ်လာပါလိမ့်မယ်။ဩဂရာဂျီဗီရက်ကလည်းအသက်20အရွယ်ဇာမာလီတယောက်ကိုအခုလိုပဲတီတူစကားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အသရဆယ်ရွယ်မှာမင်းကကမ္ဘာအကောင်ဆုံးနောက်ခံလူတွေကတရားဖြစ်ပါလေ။ဒါတို့မှာကြီးကျယ်ခမ်းနားတဲ့အသင်းအသင်းရှိပါလေ။အရေးချင်းရှိတဲ့ဇာမောင်တွေလည်းပိုင်ဆိုင်ထားပါလေ။ ဒါကြောင့်ငါတို့တွေဒီနေ့မှပျော်ရွှင်နေရပါတယ်။ဘာကြောင့်လဲဆိုတော့ဟူဆန်လိုလိုအပ်တဲ့စွမ်းရည်နဲ့ဘောလုံးလောကတွေကိုထိုးပေါက်လာတဲ့ကစားမတယောက်ရောက်ရှိလာလို့ပါပဲ။မင်းငယ်ငယ်တွေကတီမအောင်ဆုံးအိမ်မက်မက်ကနေဒီရာစုကိုဝစ်ဆင်ဖို့ရွေးချယ်ခဲ့ပါတယ်။မင်းရဲ့မိဘတွေနဲ့မင်းရဲ့မောင်နှမတွေကလည်းမင်းကပေါအကောင်းဆုံးဘုံနောက်ကလူတွေတဲကတယောက်ဖြစ်ဖို့ဘလောက်စူးစမ်းခဲ့ရလဲဆိုတာကိုသိကြပါလိမ့်။ဂုံတဲ့ကအခြေဆုံးလူတွေတဲကတခုမှမင်းဟာကပေါအကောင်းဆုံးဘုံခံစင်မှုတွေတဲကတယောက်အဖြစ်ကိုကိုကိုတတ်သိပြသခဲ့ပါလိမ့်။ အခုဆိုရင်မင်းအားစပိန်ဂျာစီကိုဝယ်စင်နေလို့ငါတို့ဂုံယူမိပါတယ်လို့ဖွင့်အားပြောဆိုကြတာလည်းပဲဖြစ်ပါလေကျေးဇူးတင်ပါတယ်ဗိုက်တဲ့များလို့ကိုစိတ်နှပြတမ်းမှာချမ်းသာကြပါစေခင်ဗျာ